ရဲ့အတွက်ကြောင့်ဒီရက် driver ပဲထုတ်ရင်တော့ဟုတ်တယ်အကြာကြီးကျွန်တော်နီးပြတယောက်လိုပဲခိုင်းတာဆိုတော့ cabin leopard ဆိုတာကဒီကျွန်တော်နိုင်ငံမှာမြန်မာလူရင်းဆိုတာအသင်းကြီးဗျာအသင်းကြီးဆိုတာအဲ့ဒီအသင်းထက်လည်းကြီးတဲ့အသင်းမရှိတော့အဲ့ဒီပုံမှာ cabin leopard ဖြစ်တယ်ဆိုတော့လေတော့အိမ်မက်လည်းမမက်ဘူးတဲ့အရာကြီးပေါ့နော်အိမ်မက်မမက်ဘူးတဲ့အရာကြီးဖြစ်လာတော့ okay ဟိုဝမ်းသာတယ်မင်္ဂလာပါရှင့်မင်္ဂလာပါမြတ်ဒီနေ့ဘာရိုက်နေရလဲ အာဒီနေ့ရိုက်ကူတာဆိုရင်ဒီမီဂါဝတ်ပေါ့နော်ဒီဆိုလာအင်ဗာတာလစ်ဒီယမ်ဘက်ထရီဒီဟိုဟာဒီအကြောင်းလေးရိုက်ကူဖြစ်တာပေါ့နော်ဒီခုနကပြောသဘောဒီမီဂါဝတ်ဆိုလာဘက်ထရီအင်ဗာတာဟိုအင်ဗာတာဆိုရင်ပေါ့နော်ဒီကဘာအဆင့်မီနည်းပညာပြန်ထုတ်လုပ်ထားတယ်ပြီးတော့ကျွန်တော်တို့နိုင်ငံဟိုလူနေမှုစနိုင်နေလေအသုံးဟိုအသုံးပြတာကန့်ညီတဲ့ကန့်ညီအောင်လည်းထုတ်လုပ်ပြီးထားတယ်ပေါ့နော်။ကြည့်ရတွေ့ကြုံတော့ဒီက driver ပဲထုတ်ရင်တော့ ုတ်တယ်အကြာကြီးကျွန်တော်နီးပြတယောက်လိုပဲခိုင်းနေတာဆိုတော့နည်းနည်းတော့ပြင်းမှန်းလာပါတော့ကိုင်းနေမှာပဲနဲ့ဒီစတူဒီယိုမှာကန်လိုက်ရဟုတ်ပါကန်တော်ကန်တော်တာအခုဆိုလဲเนาะတော့ကမန်ယူအင်ဂျီလေးနဲ့ပြောရပါအောင်ဒါဖီလင်းလေးအခုဆိုလဲတော်တော်များများမန်ယူနဲ့မမလို့တွင်းနေတာမန်ယူကတော့ကျွန်တော်ဟိုးအရင်နေရပါလို့ပဲကျွန်တော်ဝက်ဖြစ်ပါတယ်မန်ယူအင်ကြီးကအခုနောက်ပိုင်းမှမဟိုးအရင်နေရတယ်ကျွန်တော်တို့ကဝက်ဖြစ်တယ်ကျွန်တော်တို့အဖွဲ့ထဲမှာလည်းမန်ယူပရိသတ်ကခက်ရှာရှာကျွန်တော်နဲ့အတန်းမှ2ယောက်ရှိရဆိုတော့အဲကြောင့်ဝက်ဖြစ်ပါတယ် ဘာကျွန်ဒါရအရင်တော့ပြောခဲ့တယ်ပါပဲကျွန်တော်ဟိုအင်းကြီးကတော့ဘရူနိုအင်းကြီးတော့တင်လာတယ်အာတခြားအင်းကြီးနဲ့တခြားတော့ငွေချင်းတွေကိုလက်ဆောင်ပေးလိုက်တယ်ဘောနော်အော်ကြည်တာဘယ်လောက်ထိခွန်းဘယ်လောက်ထိခွန်းအားရလဲဆိုတော့ကဟိုဘယ်လိုပြောမလဲခွန်းအားရတာဒါအိမ်မက်လို့ပဲကျွန်တော်တို့မြင်နေတော့မှာအာဘယ်လိုဖြစ်စေချင်လဲဆိုတော့အဓိကတော့ဟိုကျွန်တော်တို့ဒီဘောလုံးတိုးတက်ဖို့ဆိုရင်တော့အဖက်ဖက်ကရင်တော့လိုအပ်တယ် ဟိုနံပါတ်1လို့ပြောမှကျွန်တော်တို့မှာအဓိကဘာပြဿနာဖြစ်လဲဆိုတော့အသင်းတွေကတော့အင်ဝင်ဝင်မရှိဘူးမှာဒီ league ကပြိုင်ပွဲတော့ national league ပြိုင်ပွဲတော့ကစားပြီဆိုရင် ကျွန်တော်တို့ဒီရန်ကုန်ကွင်းရှိမယ်ဟိုရှမ်း United တောင်ကြီးကွင်းရှိမယ်ဒီသူရနာကွင်းရှိမယ်အခုဆိုရင်ဘရိုမာကွင်းလို့ပါတော့ကန်နီယာဆိုတာဒါကတော့မဖြစ်သင့်ဘူးပေါ့နော်ဟို professional လို့ခံယူရတဲ့ဆိုတော့ professional လိုမျိုးပြည်ပြည်တတရှိဖို့လေလိုအပ်တယ်ပေါ့နော်အသင်းတိုင်းအင်ဝင်း ရှင်တော့ပို့ပြီးတော့လေးရဒီတက်ပို့အဆင်းမြင်မယ်ပြီးွားရင်ဒီနိုင်ရကစားသမားရေခေါ်တာလည်းပြီးပြီးရောမခေါ်ပဲနဲ့လုံးဝ quality ရှိတဲ့ player ရေခေါ်မှလည်းကိုယ့်စီရ player ရနည်းနည်းလေး quality မြင်လာမယ်သူတို့စီရတင်ကြရတဲ့ຢာရေးရှိလာမယ်ပေါ့နော်ပြီးတော့ကကျွန်တော်တို့ဒီပြိုင်ပွဲတွေပါ AFC တို့ဘာလို့ဆိုလဲဒီကိုယ့်လေးရတစ်ဆင့်မြင်မှာနှစ်သင်းသုံးသင်းလောက်ဝန်ခံလို့ရမှာပေါ့နော်အဲ့တော့ဒါလေးလိုအပ်ပါတော့ဆဆရရ ျွန်တော်တော်တော်အရင်တွေ့တွေ့ဟိုဘောဆိုပါတော့ကျွန်တော်2015မှာလေဦးစဉ်စပါတဲ့ချိန်တော့အရင်ပွဲတော်ပွဲကံတော့အရင်ဆိုရင်လည်းရှိတယ်အာငါဒီပွဲကောင်းကောင်းကစားနိုင်မှာမလားအဲ့လိုမျိုးပေါ့နော်ငါဒီပွဲဟိုဘာမှမလုံးနိုင်လုံးနိုင်မှာမလားတို့ဘောစိတ်ပူတာရှိရကိုးစီဘောလုံးရောင်းရင်အဲ့လိုမျိုးပြတ်မာတွေဘာတွေရောရှိရဒါမဲ့ဟိုဒါလည်းခဏပါခဏဆိုတာကတော့နောက်တနည်းနည်းလောက်နေပြီးတော့ဒီနိုင်ငံပွဲတွေပွဲတော်များကစားပြရင်ဒါမျိုးရတော့မရှိတော့ဘူး အခုချိန်မှာပိုးစားကျွန်တော်ကအခုထိုင်းလီမှာကစားနေတယ်အဲ့ဒီအတွက်ကြောင့်အခုချိန်မှာကလပ်တင်တဲ့လေယာဉ်စင်ပွဲကကျွန်တော်အတွက်အရင်ကွာခြားမှုရှိမနေတော့ကပရင်လက်ပတ်ဆိုတာကဒီကျွန်တော်နိုင်ငံမှာမြန်မာလေယာဉ်စင်ဆိုတာအသင်းကြီးပြအသင်းကြီးဆိုတာအဲ့ဒီအသင်းထက်လည်းကြီးတဲ့အသင်းမရှိတော့အဲ့ဒီပုံမှာကပရင်လက်ပတ်ဖြစ်တယ်ဆိုတာလည်းလုံးဝအိမ်မက်လည်းမမက်ဘူးတဲ့အရာကြီးပေါ့နော်အိမ်မက်မမက်ဘူးတဲ့အရာကြီးဖြစ်လာတော့ okay ဟိုဝမ်းသာတယ်ပြောတယ်ဒါမဲ့ငါတီထက်ပို့ပြီးလှုပ်လှုပ်ရအောင်မယ်ဆိုတာအားလီတော့ ဟိုအတွေ့တဲ့ဝင်လာတယ်ဒါပေမဲ့အဲ့ဒီပုံမှာတော့မตายရနေဘူးပေါ့ခက်ခဲရှိရဆိုတော့ကျွန်တော်တို့အကုန်လုံးစီစီလုံးနဲ့တယောက်နဲ့တယောက်ဟိုပြောပြီးဟိုပြောဆိုပြီးတော့ကိုဖေးမကူညီပြီးကစားရင်တော့ခက်ခဲဆိုတာအသိမရှိဘူးပေါ့နော်အမကွာဟိုအသင်းကောင်းဆောင်လက်ပတ်ပတ်ဟိုလက်ပတ်ပတ်ထားလို့ဆိုပြီးတော့တကွင်းလုံး light or light ဟိုလိုလောက်ဒီလိုလောက်အဲ့လိုမျိုးပြောရမှာဆိုတာလည်းမဟုတ်သေးဘူးလေနော်။ဘာဖြစ်လို့လဲဆိုတော့ဟို position ကလည်းတယောက်တယောက်မတူကစားရတဲ့နေရာအဲ့တော့ကျွန်တော်တို့တွေကအဲ့လိုမျိုးအသင်းထဲမှာကွင်းမှာကျွန်တော်အများကြီးပြောပါတယ်အကုန်လုံးကအသင်းကောင်းဆောင်ပဲ ဘာဖြစ်လို့သူ့နေရာမှာသူတာဝန်ယူနေရတယ်เนาะအဲ့ဒီအကောင်လုံးအသိန်းကောင်းတော့မှာပဲကျွန်တော်တို့တော့ဟုတ်ကဲ့ဘာပြောတာမန်ယူကိုသိပြီးရနောက်ပါရောကိုကန်းလန်းနဲ့ဒါပြောရတော့ဘောလုံးကြည့်ဘူးเนาะဒါနိုင်ငံတကာကဟောဘယ်လိုမျိုးကွာခြားမှုတွေရှိပါလဲဘယ်လိုတွေစိတ်ဝင်စားမှုကဒါနိုင်ငံတကာကပါစိတ်ဝင်စားခဲ့တာဆိုတော့လေเนาะအမှန်တိုင်းပြောရင်တော့ကျွန်တော်ဒီမန်ယူနဲ့ပွဲမကန်ရင်ကျွန်တော်မှာတချို့ကန်းလန်းမှုတွေရှိတာအများကြီးရှိရပါဒါပေမဲ့လည်းကျွန်တော်ကအခုကျွန်တော်လန်ဖုန်းတင်းနဲ့စာရုပ်ရှိနေတဲ့အတွက်တခြားအရာတွေကျွန်တော်မစဉ်းစားသေးဘူးဒီအသင်းတော့ပဲကျွန်တော် focus လုပ်ထားပါတယ်